မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီး2025-2026ပညာသင်နှစ်ကျောင်းအပ်နယ်၏အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး2025-2026ပညာသင်နှစ်ကျောင်းအပ်နယ်၏အခမ်းအနားကိုမေလ22ရက်နေ့နေ့ပိုင်းကကမာရွတ်မြို့နယ်လေးကျင်း၏အထက်တန်းကျောင်းပညာပိမှန်ခန်းမှတွင်ကျင်းပကြောင်းသိရပါတယ်။ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာချေချိုမြအောင်တို့က2025-2026ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးအားလုံးစင်ဆက်မပြတ်ပညာသင်ယူဖို့ကျောင်းအနှံကြပါစုဆောင်မှုကိုဆက်ကလုံးနှင့်ဖွင့်လှစ်ပေးပြီးကျောင်းအနှံနေမှုများကိုလက်လံကြည့်ရှုအားပေးပါရယ်အဲဒီနောက်ပညာပိမှန်ခမ်းမာတွင်အခမ်းအနားကိုဆက်လက်ကျင်းပရာကမာယွမြို့နယ်အမှတ်1အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများက ကျောင်းအနှံရေးတရင်ပန်းအဖွင့်တခြင်းဖြင့်တည်ဆိုဖွင့်လှစ်ပါရယ်ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကအမှစကားပြောကြားရာကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေရေးနေမူလာတန်းဆင့်ကျောင်းနေနှုံတူတက်မြန်မာရေးအတွက်1999 2000ပညာသင်နှစ်မှစတင်ကနှစ်စဉ်မေလနောက်ဆုံးရက်တရက်ဘက်ကိုကျောင်းအနှံရေးတရင်ပန်းဖြစ်သတ်မှတ်ပြီးနိုင်ငံအဝန်ကျောင်းအနှံရေးအခမ်းအနားကိုကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း ိုင်ငံတော်အနေဖြင့်2012-2013ပညာသင်နှစ်မှစလို့မသုံးလုံးပညာရေးစနစ်လို့ခေါ်တဲ့မတင်မနေရမူလာတန်းပညာရေးစနစ်ကိုအစပြုခဲ့ပြီး2014-2015ပညာသင်နှစ်တွင် အခမဲ့အလေတန်းပညာရေး2015-2016ပညာသင်နှစ်တွင်အခမဲ့အထက်တန်းပညာရေးတို့ကိုအကောင့်ထည့်ဖို့ကကျောင်းသားကျောင်းသူများအားလုံးကျောင်းသုံးပြထန်းစာအုပ်များဗလာစာအုပ်များခဲတံပေါ်ပင်နှင့်ကျောင်းဝတ်စုံများကိုအခမဲ့ပေးရပြီး အမှန်တကယ်ကြောင်းနေရန်အတွက်အခက်အခဲရှိတဲ့သူများကိုလည်းပညာသင်ချင်းမြင့်ချင်းများပေးရလျက်ရှိကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့လမ်းညွှန်မှုဖြင့်အလေတန်းပညာရေး Grade 9ပြီးမြောက်အောင်မြင်သူများအနေဖြင့်အတက်မွေးဝမ်းကြောင်းပညာအခြေခံရရှိရေးအတွက် Grade 10 Grade 11 Grade 12အတန်းများတွင်စိုက်ပျိုးရေးမွေးမြူရေးနှင့်စက်မှုနည်းပညာရေးများကို2023 2024ပညာသင်နှင်းမှစလို့ခရိုင်90တွင်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း50တကျောင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ရာ 2024-2025ခုနှစ်တွင်84ခရိုင်မှ85ကျောင်းအထိတူးချက်ဖွင့်လှစ်နိုင်ခဲ့ကြောင်းလူငယ်များအတွက်အတန်းပညာနည်းတူအသက်မွေးအတက်ပညာများကိုလေ့ကျင့်သင်ကြားပေးတဲ့အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများနိုင်ငံအနှံ့ဖွင့်လှစ်ခြင်းဟာနိုင်ငံအတွက်အားထားရမယ့်စွမ်းရည်ထက်မြက်တဲ့လူ့ဆွမ်းအားအရေးမြင့်များမွေးထုတ်ပေးခြင်းလည်းဖြစ်ကြောင်းပြောကြားပါသည် အဲ့ဒီနောက်ဒိုင်းနေသားကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့ဒိုင်းနေသားကြီးအစိုးရဖွဲ့ဝင်ကြီးများက14ခရိုင်အတွင်းရှိចောင်းသားចောင်းသူများအတွက်အခမဲ့ပုံနေများဗလာစာအုပ်ဘောပင်ခဲတံနဲ့ចောင်းဝင်ဆုံများအားပေးရပါတယ်။အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးချုပ်မှဒုတိယညချိုင်းမှူးချုပ်ဒေါက်တာချေချိုမြောင်ကចောင်းအပ်နိုင်ရေးနဲ့ဆက်လင်း၍ရှင်းလင်းတင်ပြပါတယ်။အဲဒီနောက်ကမာယုမြို့နယ်လေးချင်ရေးထက်တန်းကျောင်းမှအကျောင်းသားအကျောင်းသူများကဒုကျောင်းတော်တခြင်းဖြင့်၎င်း ဗုဒ္ဓထောင်မြို့နယ်အမှတ်၅အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကလုံခြုံရေးနှင့်အင်ဂျီပြူတခြင်းဖြင့်၎င်းတည်ဆူဖြောပြကြကတည်ဆူကြတဲ့ကျောင်းသားကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ွေများပေးရကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ